ကောပဲပြီးသွားရင်အစိုးရတတိယပေါ်လာပြီးရင်တော့ဒီကျွန်တော်တို့တိုင်းပြည်ထဲမှာဟိုပါကောင်လဲဆိုတော့ဒီနိုင်ငံရေးနှိမ့်နှံမှုတွေလက်ရှိအခြေအနေနဲ့ပို့ပြီးတော့ဝင်ရောက်လာမယ်။နော်ကွန်ဆွယ်မှုနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့တိုင်းပြည်တည်ငြိမ်အေးချမ်းလာတဲ့အမျှပေါ့နော်ကျွန်တော်တို့ဒီမေဇာကွန်ဆွယ်ရေးပြန်လဲဖွံ့ဖြိုးလာမယ်။နောက်ချက်ကဒီလက်ရှိပင်လယ်ရေကြောင်းကွန်ဆွယ်မှုတွေဒါတွေကလည်းဟိုဈေးကွက်တွေပြန်ပွင့်လာမယ်ပေါ့နော်ပြန်ပွင့်လာမယ်တာစီမှုတွေရောနာဈေးကွက်ပြန်ပွင့်လာမယ်။အဲ့တော့ဒီယူကောက်ပွဲပြီးရင်တော့တိုင်းပြည်ရဲ့စီးပွားရေးအကောင့်ဘက်ကို ဦးတည်သွားမယ်လို့အဆိုပါ20ပေါ့20ကာလမှာတော့ကျွန်တော်တို့ကရင်းနှီးမြှုပ်နှံမှုတွေကိုဒီဖိတ်ခေါ်တဲ့အလုပ်နဲ့ပေါ့နော်ဒီတော့တို့ရုပ်လုပ်ပြီးသားရင်းနှီးမြှုပ်နှံမှုတွေထပ်မံတိုးချဲ့တဲ့အလုပ်ဟောအင်္ဂလိပ်လိုပြောတော့ attraction ပေါ့ကိုယ်ထဲဝင်လာအောင်ဆွဲဆောင်တဲ့အလုပ်လုပ်ရတယ်။နောက်ဝင်ပြီးသားရင်းနှီးမြှုပ်နှံမှုထပ်မံပြီးတိုးချဲ့အောင် expansion ကိုလုပ်ရတာပေါ့လက်ရှိအနေကမှာတော့ကျွန်တော်တို့ကနိုင်ငံရေးရစိန်ခေါ်မှုတွေရှိတယ် ပိတ်ဆို့မှုတွေကလည်းကျွန်တော်တို့ရှိတယ်ရှိတဲ့ခါကျတော့ဂျာဂျာနဲ့စင်ကုန်မှုတွေညရှိတဲ့ခါကျတော့ကျွန်တော်တို့က attraction ပေါ့အသိပိုဆွဲဆောင်စည်းရုံးတာနဲ့ရှိပြီးသားရင်းနှီးမြှုပ်နှံမှုတွေကိုဟိုထွက်မသွားအောင်ပေါ့နော်ဒါဥစားပေးကျွန်တော်တို့ကဟိုလုပ်ပါတယ်လုပ်ခဲ့ရတယ်ပေါ့နော်လုပ်ခဲ့ရတယ်နောက်တစ်ချက်ကကျွန်တော်တို့အဲ့ဒီရှိပြီးသားရင်းနှီးမြှုပ်နှံသူတွေရပဲကိုတိုင်းပြည်ထဲမှာထပ်ပြီးလုပ်ငန်းတွေတိုးချဲ့အောင်အားပေးရတယ်ပြီးမှကျွန်တော်နောက်ဆုံးဆင်ကြမှာကျွန်တော်တို့က attraction ပေါ့ဒါကိုတိုင်းပြည်ထဲကိုထပ်မံအသိဝင်လာမယ့်ဟာတွေကို ဟိုဆွဲဆောင်စီးအောင်တာပေါ့လို့ပါတာဆိုတော့အရင်တော့ကတော့20ဆင့်ပဲဟိုလို့ပါတယ်ကျွန်တော်လက်ရှိနေသားမှာ30ဆင့်ပြောင်းပြီးတော့ပေါ့နော်ဒီလီဘီဝါပြောင်းလဲကျင့်သုံးပြီးလို့ပါတဲ့အနေအထားဖြစ်ပါတယ်ယူကော့ဘွဲကတော့ကျွန်တော်ဟိုဒီအပြောင်းလဲအများကြီးကိုဆောင်ကျင်းပေးမယ်အခြေအနေတက်လို့ကျွန်တော်မြင်ပါတယ်လက်ရှိကျွန်တော်တို့ဖြစ်ပေါ်နေတဲ့စိန်ခေါ်မှုတွေပေါ့လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေအဲ့ဒါတွေကဟိုတခုပေါ့အဲ့ဒီဓာတ်တွေကိုကြော်လွန်သွားနိုင်မှုကပုံမကောင်းပုံနဲ့အခြေအနေရောက်ဖို့ကကျွန်တော်တို့ကရုပ်ကွယ်တရားထိုးပြီးမှဖြစ်ပါတယ် တော့ဒီတရားကိုကျွန်တော်တို့အလုံးပိုင်းထိုးနိုင်မှာဟိုယူကော့ဘဲအတွန်ဖြစ်လာတဲ့အဆိုရသည်ဒါလူလူဆန္ဒနဲ့အညီရွေးကောက်တင်မြှောက်ထားတဲ့အဆိုရတရက်ပေါ်လာမယ်လို့ပေါ်လာခြင်းအပြင်ကျွန်တော်တို့ကလက်ရှိဖြစ်ပေါ်နေတဲ့ကန့်သတ်မှုတွေတားဆီးမှုတွေလည်းပျော်နေသွားမယ်နောက်ချက်ကကျွန်တော်တို့ချိုးနိုင်ငံတွေကကျွန်တော်တိုင်းပြည်မှာလာပြီးတော့လက်ရှိနတ်ဆကအဆိုရသည်ဒါယာယီအဆိုရဖြစ်တဲ့အတွက်ကြောင့်မို့လို့ချိုးရင်းနှီးမြှုပ်နှံမှုတွေလာခြင်းတော့ညာလဲပဲယာယီအဆိုရပြီးရင်ဘာဆက်ဖြစ်မှာလဲဆိုတာကိုသူကမရေရာတဲ့ခါကြတော့ သူတို့မလာကြသေးတာလည်းရှိပါတယ်ကျွန်တော်အရင်တောင်ဝန်ယူစဉ်တုန်းကတွေ့ဆုံတဲ့ဟိုဒီရင်းနှီးမြှုပ်နှံသူတချို့ဆိုလို့ရှိရင်နောက်လာမယ်ဒါပေမဲ့ election ပြီးမှလာမယ်ဆိုတာမျိုးလေးမနှုတ်နိုင်ငံရေးအပြောင်းလဲဖြစ်ပြီးမှပေါ့နော် election တော့သူတို့မပြောနိုင်ငံရေးအပြောင်းလဲဖြစ်ပြီးမှလာမယ်ဆိုလို့သူတို့ကန့်လန့်ခဲ့တာမျိုးလေးတွေဟိုထုတ်ဖို့ပြောဆိုခဲ့တာလေးလည်းရှိပါတယ်ရှိတော့ကျွန်တော်တို့ဒီ youth cover ပြီးသွားရင်အစိုးရတရားပေါ်လာပြီးရင်တော့ဒီကျွန်တော်တို့တိုင်းပြည်ထဲမှာဟိုပါကုန်လဲဆိုတော့ဒီနိုင်ငံရေးနှိမ့်နှံမှုတွေလက်ရှိအခြေအနေနဲ့ပို့ပြီးတော့ဝင်ရောက်လာမယ် နော်ကွန်ဗယ်မှုနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တို့ကတိုင်းပြည်တည်ငြိမ်အေးချမ်းလာတဲ့အမျှပေါ့နော်ကျွန်တော်တို့ဒီမဲဆက်ကွန်ဗယ်ကြီးပြန်လဲဖွံ့ဖြိုးလာမယ်နောက်ချက်ကဒီလက်ရှိပင်လယ်ရေကြောင်းကွန်ဗယ်မှုလေဒါတွေကလည်းဟိုဈေးကွက်တွေပြန်ပွင့်လာမယ်ပေါ့နော်ပြန်ပွင့်လာမယ်တာစီမှုတွေရောနာဈေးကွက်ပြန်ပွင့်လာမယ်အဲ့တော့ဒီယူကောက်ပွဲပြီးရင်တော့တိုင်းပြည်ရဲ့စီးပွားရေးအကောင့်ဘက်ကိုဥတည်သွားမယ်လို့ကျွန်တော်မြင်ပါတယ်ဟိုရင်းနှီးမြှုပ်နှံမှုအာမခံချက်ကကျွန်တော်ဥပဒေရှိထားပြီးသား2016ခုနှစ်ကပြဋ္ဌာန်းထားတဲ့မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေရှိထားပြီးသားအဲ့ဒီဥပဒေကအာမခံချက်တွေအဖြစ် ပေးထားပြီးသားပေါ့နော်ရင်းနှီးမြှုပ်နှံမှုတယောက်ကိုစိတ်ချလက်ချရင်းနှီးမြှုပ်နှံမှုတွေလုံနိုင်အောင်အာမခံချက်တွေပေးထားပြီးသားတော့အထူးစီးပွားရေးဆောင်ဥပဒေဒါလည်းကျွန်တော်အာမခံချက်တွေအပြည့်ပေးထားတယ်တော့မြန်မာနိုင်ငံကုမ္ပဏီများဥပဒေဒါလည်းဒီကုမ္ပဏီမှာထူထောင်ပြီးလုပ်တဲ့လူတွေကိုအကာအကွယ်တွေအာမခံချက်တွေပေးထားပြီးသားအဲ့တော့ကျွန်တော်ပြောနေတာဥပဒေပေါ့ legal framework ပေါ့ဥပဒေမူပေါင်းကကျွန်တော်တို့ကအပြည့်အဝကအကာအကွယ်ပေးထားပြီးသားဖြစ်တယ်ကျွန်တော်အရေးကြီးတာတစ်ချက်ပဲတက်လာမယ့်အစိုးရရဲ့မူဝါဒ မူဝါဒသည်ကျွန်တော်တို့ကရင်းနှီးမြှုပ်နှံသူတွေစီးပွားရေးလုပ်ငန်းလုပ်ကံသူတွေအတွက်ကိုစုံစမ်းရကြည်များတဲ့မူဝါဒတွေမဖြစ်ဖို့ပဲလိုပါတယ်ဒါဝတ်တက်လာတဲ့အစိုးရအာယုံဆိုင်လာရင်ကျွန်တော်အကောင့်ဘက်ကိုရောက်သွားမှာ